င်ငံအနှံ့မှာတော်လရင်အင်အားစုတွေက ဖိအားပေးထုတ်စစ်ဆင်းနေလို့စကောင်းစီဘက်ကအထိအခိုက်အကြဆုံးများပြားနေပါရီတက်စခန်းကြီးတွေလက်လွထားရသလိုစကောင်းစီတပ်ဖွဲ့ဝင်အများစုတေဆုပ်ခဲ့ပြီးစစ်တုပ်ပန်းအဖြစ်လက်နက်ချအញ្ញံခံတဲ့ဖြစ်စဉ်တွေလည်းအများအပြားရှိနေတာပါ စကောင်းစီကသူတို့တပ်တွင်းမှာယွံနေသွားတဲ့လူသားအရင်းမြစ်တွေကိုပြန်လည်ဖြစ်တင်ဖို့အတွက်အတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေနဲ့ပေါ်ရဆွဲဖန်စည်းခေါ်ဆောင်တာတွေကိုနိုင်ငံအနှံ့အပြားမှာဆက်တိုက်လှုပ်ဆောင်နေပါရီ စစ်ကောင်စီရဲ့အတိအနမစစ်သားစုဆောင်းတဲ့လှုပ်ရွေတွေကိုတော့မှွင့်ကြီးချွတ်တဲ့တဲ့အခြေခံလူဒန်းစားကြောမွဲတွေကအထိကခန်းစားနေရတာပါလွန်ခဲ့တဲ့နလဝန်းစံလောက်ကရန်ကုန်တိုင်းတကုတ်စိတ်ကံမြို့နယ်တဲကအသက်35နှစ်အရွယ်အမျိုးသားတဦးကိုစစ်ကောင်စီကအတင်းအဓမ္မပေါ်လာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါရယ်အဲ့ဒီနောက်မှာတော့ကင်းမီနယ်ကျုံတို့မြို့နယ်တဲမှာယာယီတက်ဆွဲထားတဲ့ကိုရန်စခန်းကိုပို့ဆောင်လိုက်ကြတာပါ စစ်သားမလုပ်လို့ရကြောင်အဲ့ဒီအမျိုးသားကထွက်ပြေးဖို့ကြိုးစားတဲ့အတွက်ဖန်စီနှိပ်ဆက်ပြီးအမျိုးသမီးဖြစ်သူနဲ့တားဖြစ်သူကိုပါတကုတ်စိတ်ကံမျိုးနယ်ကနေတွားရောက်ခေါ်ဆောင်ပြီးကိုရန်ယာယီစခန်းကိုပို့ဆောင်လိုက်ကြပါတယ် KNL တော်လရင်ပူပေါင်းတပ်ဖွဲ့တွေကကိုရန်ယာယီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာတော့အမျိုးသမီးဖြစ်သူနဲ့တားဖြစ်သူကိုကယ်ထုတ်နိုင်ခဲ့ပါတယ်အမျိုးသားဖြစ်သူကတော့သေဆုံးခဲ့ပါတယ် KNLA ပူပေါင်းတပ်ဖွဲ့တွေကဲထုတ်ခဲ့တဲ့ဒေါ်တီတာဆန်းကို KNC ကင်းတဲ့ဌာနကတွားရောက်တွေ့ဆုပ်ခဲ့ပြီးကြုံတွေ့ခဲ့ရတဲ့စစ်ကောင်စီရဲ့အတင်းအဓမ္မပေါ်လာဆွဲစစ်သားစုဆောင်တဲ့ဖြစ်စဉ်ကိုအခုလိုမေးမြန်းခဲ့ပါတယ်။သူတို့ကအတော်အတော်အတော်နေတဲ့နေရာသူတို့သူတို့သိရင်တော့ဟိုတောင်းတော့ကတီးတာပေါ့တပီးဟိုဒီပြောတပီးတို့ပေါ့တခိုးခိုးတာအိမ်ရှိပါပါပဲနဲ့ခိုးလို့ရမလားဟုတ်တယ်ဗျရွာကန်ရှိလို့ လုံရတာပေါ့အဲ့ဒီမှာလူတွေကအနေနဲ့ပျောက်လာတယ်လို့ပျောက်တာပေါ့ပေါ်ရခေါ်သွားတာတဲ့အဲ့လိုဖမ်းသွားတာတဲ့တချို့ဆိုရင်ပြီးပါလိမ့်မယ်ရှင်ကွဲပြီးသေးချက်တည်းခဲ့တဲ့လူတပုံတောက်ပါတားလေးတွေ၁၈၁၆တဲ့ကလေးတွေမအေးဒီအတော်တွေအပါတွေရေတွေကွဲပြီးသေးချက်တည်းခဲ့တဲ့စုံတန်းလို့မရဘူးအဲ့လိုလေအများကြီးရှိတယ်တပည့် ဒီလိုပဲဖန်ခေါ်သွားပြီးတော့ခေါ်ဖန်ခေါ်သွားပြီးတော့ရုံးဆန်ကနဲ့လှုပ်ရေးပြေးသားပခဲ့တယ်တော့အမျိုးမျိုးတိတ်ဆက်ပြီးအမျိုးမျိုးတတ်တာစစ်တလောက်ဖို့တော့အဲ့လိုအဲ့လိုအဲ့လိုရက်ွက်တွေမှာတို့လိုက်ဖန်လာတော့အဲ့လိုအဲ့လိုပဲအကျန်စီးတာပဲတမီးတို့ကဖုံးတဲ့နေမှာတို့လည်းလာတာအဲ့ပုံစံပဲအဲ့နဲ့တော့စိုးတယ်အတင်းအားမဝင်ပြီးတော့လက်တက်တဲ့အတင်း လက်နဲ့ဆိုကြောက်တာပေါ့ခြောက်ချမ်းပြီးတော့အတင်းအဲ့လိုဖန်စီအကုန်လုတ်တာနည်းနည်းပြန်တော်လှန်မဲ့လူဆိုတတ်ပခဲ့တာသူကသူတို့ဝင်ဖမ်းတာဘယ်သူတွေပါလဲဒီရက်ွက်တောင်ရှိသူတွေပါလားပါတာပေါ့ဒီရက်ွက်တောင်ဝင်ရှိသူတွေအဲ့လိုမျိုးတွေပါတာပေါ့တို့ရကြတယ်အဲ့လိုအဲ့လိုပဲလားအဲ့လိုပဲအဲ့လိုဖမ်းတာလုံးလုံးနေနဲ့ ရောရာသူကမလုပ်တဲ့အချိန်မှာလဲတဲ့ပါလေလဲတဲ့မှာဆေးနိုင်စီမှာဒီတာတာတွေပတ်တာပေါ့တောင်ကုန်းမှာတပည့်ရဲ့နောက်မှာလဲတွေရှိရလေအေးအဲ့မှာတာပတ်တာတာပတ်ချင်းနဲ့အဲ့ဒါလှုပ်ချင်းနဲ့လာဖမ်းသွားတာသမင်းစားနေတော့ဝင်ဖမ်းသွားတာကိုလည်းစစ်တက်ကဘာရင်လဲကိုလည်းမသိဘူးလေကိုကအဲ့လိုမျိုးလူငါလှုပ်နေတော့ ဲ့ဒါဝင်ဖမ်းသွားပြီးတော့အဲ့ဒါအစပြောက်သွားပြီးနောက်မှအဲ့ဒါ10ရက်15ရက်လောက်ကြာတော့မှမာယူလာခေါ်တယ်လာခေါ်တော့ ID ကိုရောက်လာတယ်လာဖနာတော့တွေ့လားအဲတွေ့လိုက်တယ်လေတောင်းမှန်လားတောင်းမှန်လို့မြင်အကိုတော့စောင့်ကန်ထားခဲ့တယ်အဲ့ဒီခြေတော့အတော့သိရသလားလာဖန်းတာကသူတို့ပြောတာသူတို့ဘယ်လိုပြောလဲသူကဟုတ်သူတို့တွေကဘယ်ကဘယ်ကလူလူတွေလဲသူတို့ပြောသေးလားဘယ်ကလူမှမပြောဘူးနောက်မှအဲ့ လူကြီးကပြောလို့သိတယ်။ပြောလဲပြောပို့လဲပို့ပဲ။အဲရောက်တယ်လို့မသိဘူးမေးတယ်၊သွားမေးတယ်။ဘသူဖမ်းလို့ဖမ်းမှာမမသိဘူးတဲ့အဲ့လိုပြောတာ။အာနဲ့နေနေနေနဲ့ဆယ်ရက်ဆယ်ငါးလောက်လဲကြာရောအဲစစ်တပ်ကဖမ်းသွားတာလို့ပြောတယ်။အဖမ်းသွားတာနေမှာလိုက်ရမှာတဲ့။နေယောက်ျားဟိုထွက်ပြေးလို့တဲ့အခုမီးလို့တဲ့တတ်တော့မှာတဲ့။ဆိုတော့အာနဲ့ကိုလည်းပူတာပေါ့ဘသူမှမရှိပဲတာမီနေရာလဲဟို ဒုက္ခရောက်ပြီးတော့နေရတော့မတနာပြတနာနဲ့ဘေးကအင်အမကြီးကကြွေပေးနေဆိုတော့တနေ့လုံးမှတနေ့စားရတာဟုတ်လိမ့်မယ်နော်ခလေးနဲ့နှိုးစီတိုက်ရတော့အဲ့နဲ့လိုက်ချလာကဲတေးတဲ့တေးချေတဲ့ခြေဆိုပြီးလိုက်ချလာသူကယောက်ျားစစ်တန်းခေါ်တယ်ပြီးလို့ရှိရင်မိမလေးမိမပြန်ခေါ်တယ်အဲ့လိုမျိုးမိမပြန်ခေါ်ပြီးတော့သမီးချက်ဟင်းသမီးချက်ဟင်းချက်သူတို့ချီဝတော့ မသွင်းဆောင်ကန်တချို့ကြာလဲချောရင်မရလို့ဒီလိုပုံစံမျိုးဖြစ်မှာပေါ့ကိုတွေ့ရတဲ့ပုံစံလေးတော့ကြတော့ရုပ်ဆိုးကြီးတန်းတုံသားမရတဲ့မိမကြချီဟိုးတုံးအဲ့လိုမျိုးပေါ့ စကောင်းစီကစစ်မှုထမ်းဥပဒေပြထမ်းပြီး သူတို့အတွက်အရေးပေါ်လိုအပ်နေတဲ့တတွင် လူသားအရင်အမြစ်ကိုဖြစ်တင်းဖို့ကြံစည်တာပါ။ဒါပေမဲ့အောက်ခြေမှာတော့စစ်မှုထမ်းဥပဒေအကြောင်းပြပြီးလက်စားမှုတွေနဲ့လူငယ်တွေကိုအတင်းအဓမ္မပေါ်လာဆွဲဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဉ်တွေကြုံတွေ့နေရတာပါ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ပေါ်ရဆွဲဖန်စီခေါ်ဆောင်ထားသူတွေကိုစစ်မှုမထမ်းလို့တဲ့ငွေကြီးချမ်းသာသူတွေနေရာမှာအစာထိုးရောင်းချတဲ့လူကကူးဈေးကွက်ကလည်းရှိနေပါတယ်။ဒီဈေးကွက်ထဲမှာလူတရာကိုငွေကျပ်ဒိတ်တရာကျော်အထိပေါင်စည်းရှိနေတာပါ။စစ်မှုထမ်းဖို့အတွက်စစ်သားစုဆောင်ခံရတဲ့ဖြစ်စဉ်တွေနဲ့အတင်းအနမပေါ်ရဆွဲဖန်စီခံရတဲ့ဖြစ်စဉ်တွေကိုတော့ငွေကြီးချွတ်တဲ့ကြောမွေးအခြေခံလူဒန်စားတွေကပိုပြီးခန့်စားနေကြရပါတယ်။ စစ်ကောင်စီကြံတုံနေတဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးလက်ရှိအခြေအနေကိုမြန်မာနိုင်ငံရဲ့အကဲခဲဒေါက်တာဆိုင်းချစ်စင်စုတုံသက်ပြတာကလိုချင်တဲ့ပမာဏဆိုတာထဲကျွန်တော်ထင်တာသူတို့ရဲ့ဒီအခုစစ်မှုထမ်းဥပဒေကိုလက်တွေ့အကောင်ထဲပေါ်တဲ့ရန်တရားက တည်ငြိမ်သွားပြီလို့ယူဆလို့ရတယ်အစောပိုင်းမှာတော့အခါကျတော့နည်းနည်းရုပ်ရုပ်တက်တက်ဖြစ်တယ်ဘာလို့ဆိုပထမဦးဆုံးစပြီးတော့ပြတ်ထန်ပြီးတော့မှာပထမဦးဆုံးအကောင့်ထဲပို့တဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဘလို့စနစ်နဲ့ပြီးစနစ်တွေရလဲကျွန်တော်တို့တည်ငြိမ်မှုမရှိဘူးအဲ့ဒီမှာလဲကျွန်တော်တို့လုံလို့ရတဲ့ရက်ွက်လုံလို့မရတဲ့ရက်ွက်အားဖြင့်ကျွန်တော်တို့အာဝိဝါဒတွေကွဲပြီးတော့တို့လုတ်တဲ့ဟာမှာအဲ့ဒီအကောင့်ထဲပို့မှုအမှားတွေလဲကျွန်တော်တို့ရှိခဲ့ပုံရတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့လက်ဆောင်မှုအာလက်ပြီးလက်ယူကိစ္စတွေလဲကျွန်တော်တို့တော်တော်ချေချေပြင်းပြင်း ရှိရှိသွားတယ်ဆိုတဲ့ဟာတွေသူတို့အအတွေ့ရတယ်အခုအချိန်မှာတော့သူတို့အနေနဲ့ဘလို့လူမျိုးဘလို့အခြေအနေမျိုးတွေမှာဘလို့မျိုးစုစည်းလို့ရနိုင်မယ်ဆိုတဲ့ဟာတွေသူတို့ပါသူတို့တိသွားကြပြီလို့ထင်တယ်အဲ့ဒီအတွက်ကြောင့်မလို့အခုလက်ရှိအခြေအနေကတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးဟိုပါပေါ့အစုဆောင်မှုညော့သွားပြီးအရေအတွက်အဖြစ်ပြည့်သွားပြီဆိုတဲ့ဟာမျိုးဆိုတာအထက်သူတို့ဆက်တော့ပါပေါ့ တို့ရဲ့အကောင့်ထဲပေါ်မှုပုံစံဝင်သွားပြီလို့ကောင်းတော်မကောင်းတော်တော့ကျွန်တော်မသိဘူးဒါပေမဲ့ကျင်းသေးတာတော့တို့အဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုတို့အတွေ့အကြုံရသွားပြီအဲ့ဒါကိုတို့ပြပြပြမယ်လုပ်နိုင်နေပြီတိုက်အတွက်ကြောင့်မို့တို့အနေနဲ့ဒီလိုမျိုးဟိုကြဲကြဲပြန့်ပြန့်ကြဲကြဲလောင်လောင်မဖြစ်အောင်တို့အနေနဲ့အာလုပ်နေသေးတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့အခုရှိနေတဲ့ပဋိပက္ခနဲ့ ပြီးသွားတဲ့ defection rate ပေါ့နော်ကျွန်တော်တို့စစ်တပ်ရဲ့ဒီစစ်ပွဲတွေမှာစခန်းတွေဆုံးရှုံးပြီးတော့သူတို့ရဲ့စစ်သားပြုံးတီးမှုတွေကို recover ဖြစ်ဖို့အတွက်ကတော့ဒီပုံစံနဲ့ဘရောမလောက်မှာမဟုတ်ဘူးပဋိပက္ခတ်တွေရှိနေသေးရတော့သူတို့ဒီစစ်သားစေနာလိုအပ်ချက်ဆိုတဲ့ဟာအမြဲတမ်းရှိနေအောင်ပါပဲအဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီ process တစ်ခုရန်တရားတစ်ခုသူတို့လိုအပ်တဲ့အရေးအတွက်ကိုထိန်းထားနိုင်ဖို့အတွက်သူတို့အနေနဲ့ဒီ process တစ်ခုပုံမှန်လဲပတ်သွားနိုင်ပြီလို့ယူဆလို့ရမယ်လို့ထင်တယ်ခင်ဗျာ စစ်ကောင်စီက2024ခုနှစ်မလာကနေ2025ခုနှစ်မေလအထိစစ်မှုထမ်းအပတ်စဉ်7ခုဖော်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။စစ်မှုထမ်းအပတ်စဉ်တစ်ခုကိုလူ9000ခန်းခေါ်ယူပြီးစစ်ကောင်စီကတည်တံ့ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေထိတော့စစ်မှုထမ်းအပတ်စဉ်7ခုအထိတည်တံ့ဆင်းလာပြီးဖြစ်ပါတယ်။ခမန်းချီအဖြစ်လူငယ်6000နီးပါးကိုစကောက်စီကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးစစ်သားအဖြစ်အတင်းအဓမ္မခေါ်ယူစုဆောင်ခဲ့တာပါ